ပြည်တွင်းစားသုံးမှုများတဲ့ရွှေဘိုပေါ်ဆန်းဈေးနှုန်းတွေကိုအနည်းငယ်တိုးမြင့်တက်မှတ်ထားကြောင်းစီးပွားကူးသက်ဝင်ကြီးဌာနစားသုံးသူရေးရဦးစီးဌာနရဲ့ဂျွန်လာအတွက်ဆန်ရည်ညွှန်းဈေးနှုန်းများထုတ်ပြန်ချက်အရသိရပါတယ်ရွှေဘိုပေါ်ဆန်းအုပ်စုဝင်108ပေါင်24ပြီပထမတန်းအစင်းမြင့်အဟောင်းဈေးဟာမီလာမှာတအိတ်ကိုတသိန်းခွဲကျပ်တက်မှတ်ခဲ့ပြီးဂျွန်လာမှာတော့တအိတ်ကိုတသိန်း9500ကျပ်ကိုတိုးမြင့်ထားပါတယ် ပထမတန်းအစင်းမြင့်အစ်စ်ကိုလည်းတသိန်း3500ကျပ်မှတသိန်း4000ကျပ်ဒုတိယတန်းအဟောင်းကိုလည်းတသိန်း4500ကျပ်မှတသိန်း5000ကျပ်ဒုတိယတန်းအစ်စ်ကိုလည်းတသိန်း3000ကျပ်မှတသိန်း3500ကျပ်ကိုမြင့်တက်လာပါလေ AOR ပေါ်ဆန်းတွေကတော့အမျိုးအစားအလိုက်တအိတ်ကိုတသိန်း9000ကျပ်မှတသိန်း2000ကျပ်ပေါ်ဆန်းအုပ်စုခွန်နီပေါ်ကျွတ်တအိတ်ကို9000ကျပ်မှတသိန်း2000ကျပ်ပေါ်ဆန်းအုပ်စုဘေးကြားကြားပြန့်တအိတ်ကိုတသိန်း13000ကျပ်မှတသိန်း3500ကျပ်စီတက်မှတ်ထားပါတယ် မန္တလေးမကွေးစခိုင်းနေပြည်တော်နဲ့မြန်မာနိုင်ငံအထက်ပိုင်းကထွက်ရှိတဲ့အေယာမင်းအေယာပရိတာမကြမ်းတော်ဆန်စည်းတွေကတသိန်း3300ကျပ်အမြင့်ဆုံးရှိပြီးအေယာရီတိုင်းကထွက်ရှိတဲ့အေယာပရိတာအေယာမင်းစံတအိတ်က6900ကျပ်ဈေးရှိပါတယ် ေယော်ရီပကုန်းနဲ့ရန်ကုန်တိုင်းကောက်ထက်ရှိတဲ့ရွှေသွဲအညာသာပခန့်မော်ပြီနဲ့မော်ပြီတုံးဖန်တီဒုက္ခလုံးသွဲမွေရက်90မိုးမနောဒုက္ခဆင်းဒုက္ခပျော်ထွန်းဆန်စေးတွေကတော့9000ကျွဲ့ချက်မှ6200ကျပ်ဇီယာငွေတိုးမင်းအရာနှံကောက်ရွှေမန်စားတဲ့ဆန်စေးတွေကိုတော့6800ကျပ်မှ9800ကျပ်သတ်မှတ်ထားပါတယ်ပြပကုတ်တင်ပို့တဲ့စံကျန်းအုပ်စုဝင်အမထငစိန်စံကျန်းတွေကအမျိုးအစားအလိုက်တအိတ်ကို6000ကျပ်မှ9200ကျပ်အကြာစီသတ်မှတ်ထားပါတယ် ဈေးကွက်အတွင်းရောင်းချရမှာအထပ်ပါတင့်တင့်မြတ်တာရဲ့ရည်ညွန်းဈေးနှုန်းတွေအပေါ်ရှေ့ရကိုင်းတော့ပို့ပြီးရောင်းချခြင်းမပြုကြဘို့စားသုံးသူရေးရဦးစီးဌာနကအတိပေးထားကြောက်ပါခင်ဗျာ